အော်တင်စရာအတိတ်သမိုင်းဆိုတာပြောင်းလဲမှုကိုလေးလာဖို့ပါဖြစ်ချင်တော့အနာဂတ်ကိုလမ်းပြတဲ့မြေပုံအနေနဲ့သုံးနေကြတယ်စီးပွားရေးနဲ့ယင်းနှမြုံနှံမှုနောက်ကိုပဲလိုက်နေတဲ့သူတွေမှတ်သားထားတဲ့နာတစ်ခုရှိတယ်လို့ စတန်ဖို့တက္ကသိုလ်မှာပရော်ဖက်ဆာစကော့စာဂန်က အခုလိုပြောပြဘူးပါတယ်။အရင်ဘယ်တော့ကမှမဖြစ်ဘူးတဲ့အရာကအချိန်တိုင်းမှာဖြစ်ပေါ်လာတတ်တယ်။တမိုင်းဆိုတာများသောအားဖြင့်အံ့ဩတင်စရာအဖြစ်အပျက်များကိုလေးလာရတာပါ။သို့တော့၎င်းကိုယဉ်နီမြုံနံသူများတဲ့စီးပွားရေးပညာရှင်များကအနာဂတ်အတွက်လက်လန်းမမီနိုင်သောလမ်းညွန်ချက်အဖြစ်မကြာခဏအသုံးပြုလေးရှိပါတယ်။အစီအံကုန်မတည့်တာကိုမြင်ပါသလား။ပြဿနာကိုမြင်ပါသလား။ စီးပွားရေးနဲ့ယင်းဤမြုပ်နှံမှုဆိုင်ရာသမိုင်းကိုလေးလေးလက်လက်တံပိုးထားမှုရှိခြင်းဟာထမ်းမြတ်တယ်လို့ဆိုရပါမယ်။ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကိုချိန်ထိုးကြည့်ရင်လူများမှားသွားတတ်တဲ့အရာများကိုလေ့လာရန်နဲ့အလုတ်ဖြစ်မဲ့အရာများကိုသမိုင်းကအကြံပြန်လမ်းညွှန်ပေးပါတယ်။သို့တော့၎င်းသည်အနာဂတ်အတွက်အမြေပုံတစ်ခုမဟုတ်ပေ။ယင်းဤမြုပ်နှံသူများဟာသမိုင်းပညာရှင်တစ်ဖြစ်လဲရှေးပြဟောဆရာများကြောင့်မှားယွင်းသွားတတ်ကြပါလေ စံတတီထွေမှုနဲ့ပြောင်းလဲမှုတို့ဟာတိုးတက်မှုရဲ့အသက်သွေးကြောဖြစ်သော နေပယ်တစ်ခုတွင်အနာဂတ်အခြေအနေများကိုအချက်ပြသည့်အနေဖြင့်အတိတ်ကအချက်အလက်များကိုမိကိုအားထားနေခြင်းဖြစ်ပါတယ်။ထိုအရာကိုလှုပ်တဲ့အတော့ယင်းဤမြုပ်တန်သူများကိုတင်အပြစ်တင်လို့မရနိုင်ပါဘူး။တကယ်လို့များတင်ကယင်းဤမြုပ်နှံခြင်းကိုခတ်ခဲတဲ့သိပ္ပံပညာလိုရှုမြင်ပါကတမိုင်းဟာအနာဂတ်စီတို့လမ်းပြပေးတဲ့လုံးဝတင့်တော်ကောင်းမွန်တဲ့လမ်းညွန်တစ်ခုပါ။ ဘူမိဗေဒပညာရှင်တွေဟာနှစ်ဘီလီယံချီတဲ့သမိုင်းဆိုင်ရာအချက်အလက်များကိုကြည့်ရှုပြီးကမ္ဘာမြေကြီးဟာဘယ်လိုပြုမူတယ်ဆိုတဲ့ပုံစံကိုပုံဖော်နိုင်ကြပါတယ်။မိုးလေဝသပညာရှင်များလည်းထူနီးတူစွာပဲဆရာဝန်များလည်း2010ခုနှစ်ကပြုလုပ်ခဲ့တဲ့ကြောက်ကပ်ခွဲစိတ်တဲ့နီးလန့်အတိုင်းပဲ2020 2020ခုနှစ်မှာလည်းပြုလုပ်နေသေးဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံခြင်းဟာခက်ခဲတဲ့သိပ္ပံပညာတစ်ခုတော့မဟုတ်ပါဘူး။တရင်အချက်အလက်အကန့်အသတ်တာရှိပြီးပြည်စုံကောင်းမွန်ခြင်းမရှိတဲ့ဆုံးဖြတ်ချက်များကို ကြီးမားလာတော့လူအုပ်စုတစုကချမှတ်ခြင်းဟာသူတို့ရဲ့ကောင်းမွန်တဲ့လူမှုဘဝအပေါ်ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိလာကထမ်းမြတ်တဲ့သူတွေကိုတော့စိတ်အားထက်သန်မှု လောဘကြီးပြီးကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်စေနိုင်ပါတယ်။ယူဘဗေဒပညာရှင်ကြီး Richard Feynman ကအခုလိုပြောမှုပါတယ်။ Electron တွေမှာသာခံစားချက်ရှိနေမယ်ဆိုရင်ယူဘဗေဒဟာမိမြခက်ခဲမယ်ဆိုတာကိုမြင်အောင်ကြည့်ပါ။ကောင်းပြီ။ယင်းဒီမြုပ်နှံသူတွေမှာခံစားချက်များရှိပါတယ်။ သူတို့တွေကအနေအကျေပေါ့ဒါကြောင့်အတိတ်ကလုပ်ခဲ့တဲ့အရာပေါ့အခြေခံပြီးသူတို့နောက်ထပ်ဘာလုပ်မဲဆိုတာကိုခံမရခက်ပါတယ်ဘောဂဗေဒရဲ့အခြေခံအုံမြဟာအချိန်နဲ့အမျှပြောင်းလဲပါတယ်အဘဲကြောင့်ဆိုတော့မမြင်နိုင်တဲ့လက်တွေဟာကောင်းလွန်တော်သို့မဟုတ်ဆိုးလွန်တော်မြည်သည့်အရာကိုမဆိုအကန့်တမရှိမုံတိနေလိုပါယင်းဒီမြုပ်နှံသူဘဲဘောနာကဈေးကဘလို့အလုပ်လုပ်တယ်ဆိုတာကိုဖော်ပြခဲ့မှုပါတယ်သူမလုပ်ငန်းဝင်ကအရင်းရှင်ဆိုတော့ စာသားပါတီရှပ်တစ်ထည်နဲ့လက်ထဲမှာလက်ကန်ရှည်တူတစ်ချောင်းရှိတယ်။တချို့အရာတွေကအလွန်ကြာရှည်စွာမပြောင်းမလဲပဲရှိနေမှာဖြစ်ပြီးဆိုလိုဒီမှာကျွန်တော်တို့ဟာတမိုင်းပညာရှင်များကိုရှေ့ပြဟောစရာအဖြစ်တော့မဆက်ဆံနိုင်ပါဘူး။ပတ်စံနဲ့ဆက်ဆက်နေတဲ့အရာတိုင်းရဲ့မောင်းနှင်အားလူတွေကသူတို့ကသူတို့ပြောပြတဲ့ဇလန်းတွေနဲ့သူတို့လိုချင်တဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေအပေါ်နှက်တက်မှုပဲဖြစ်ပါတယ်။အဲ့ဒီအရာတွေကအငြိမ်းမနေပါဘူး။၎င်းတို့ဟာယဉ်ကျေးမှုနဲ့မျိုးဆက်အလိုက်ပြောင်းလဲပါတယ်။ သူတို့ဟာအချိန်တိုင်းပြောင်းလဲနေပြီးအမြဲတမ်းပြောင်းလဲနေမှာပါ။အိနီးယားမှာကျွန်တော်တို့ကိုယ်တိုင်ကစားတဲ့စိတ်ပိုင်းဆိုင်ရာလှဲ့ကွက်တဲ့ငွေနဲ့ပတ်သက်လာရင်ထိုကဲ့သို့ဖြစ်ခဲ့ဘူးတဲ့။လူများကိုအလွန်ကြည်ညိုလေးစားခြင်းဖြစ်ပါတယ်။တိကျတော့ဖြစ်ရပ်များကိုတွေ့ကြုံခံစားရခြင်းဟာနောက်ဘာဖြစ်လာမယ်ကိုသိရှိရန်အတွက်တင့်မှာအရေးချင်းပြည့်မီနေဖို့မလိုအပ်ပါဘူး။တကယ်တော့ရှားပါတယ်။ဘာကြောင့်လဲဆိုတော့အတွေ့အကြုံဟာကြိုတင်ခံမှန်းနိုင်မှုတဲ့ယုံကြည်မှုလွန်ကဲမှုကိုဖြစ်ပေါ်စေလို့ပါ။ မိုက်ကယ်ဘတ်နစ်ထားအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကောင်းမွန်စွာရှင်းပြခဲ့ဘူးပါတယ်။ယင်းဒီမြုံနယ်သူအနေငယ်ဟာအတိုးနှုံတက်လာခြင်းကိုတကာမှမကြုံဘူးသောကြောင့်၎င်းအတွက်ပြင်ဆင်ထားတယ်လို့ညင်းကုန်လေးရှိပါတယ်။အတိုးနှုံမြင့်တက်အတိုးနှုံမြင့်တက်မှုဟာလွန်ခဲ့သောနှစ်ပေါင်း40ခန်းကနောက်ဆုံးဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကအရေးမကြီးဘူးလို့သူကစောတကားတက်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုကိုတိုင်းကြုံတွေ့ရခြင်းဒါမှမဟုတ်လေ့လာခြင်းဟာအနာဂတ်မှာအတိုးနှုံးတွေတက်လာတဲ့အခါ ဘာဖြစ်မယ်ဆိုတာကိုလမ်းညွန်တစ်ခုအနေနဲ့မလုံနိုင်ပါဘူး။ဘာဖြစ်တယ်လဲ။လက်ရှိအတူနှုံကနောက်ဆုံးတစ်ခေါက်ကအတိုင်းလားသို့မဟုတ်ထိုးမတိုင်းမီကပုံစံမျိုးလားမတူညီတဲ့ပိုင်းဆိုင်မှုအဆင့်အတန်းပြုတ်မှုပုံများခက်စစ်စင်ပဲလားအတူတူပဲလားဒါမှမဟုတ်လုံးဝကိုစန့်ကျင်ဘက်လားတစ်ဖက်တွင်မူ1989ခုနှစ်2009ခုနှစ်နဲ့2008ခုနှစ်အဖြစ်အပျက်များမှာယင်းဒီမြုံနံသူများ မတူညီတော့ဈေးကွက်များစွာကိုတွေ့ကြုံခံစားခဲ့ကြရပါတယ်။တခြားတစ်ဖက်မှာတော့ဒီအတွေ့အကြုံဟာယုံကြည်မှုလွန်ကဲတဲ့စီကိုဥတီသွားနိုင်တဲ့မဟုတ်ပါလား။ဝန်ခံမှုပြက်ကွက်တာကမင်းမှားတာလားရခင်ရလက်များကိုဖတ်တွယ်နေပါသေးသလား။ယင်းဒီမြုံနှံမှုသမိုင်းကိုနောက်ဆက်တွဲဖြစ်လာမယ့်အရာတွေအတွက်လမ်းညွန်အဖြစ်အလွန်အကျွံအားကိုးမိတဲ့အခါမှာအန္တရာယ်ရှိတဲ့အရာနှစ်ခုဖြစ်ပေါ်လာပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ The Psychology of Money ဝေရှာနည်းစိတ်ပညာအပိုင်း၈ပဲဖြစ်ပါတယ်၁ထူးခြားတဲ့ဖြစ်ရည်ကြီးများဟာလာယာလမ်းကြောင်းကိုပြောင်းလဲပြစ်နိုင်တယ်ဆိုတာတင်တတိမထားမိဖို့များပါတယ်တမိုင်းဆိုင်ရာအချက်အလက်များမှအရေးကြီးဆုံးဖြစ်ရည်မှာဟာထူးခြားပြီးစံချိန်ချိုးတဲ့ဖြစ်ရည်များဖြစ်ပါတယ်၎င်းတို့ဟာစီးပွားရေးမှာဖြစ်စေစတော့ဈေးကွက်မှာဖြစ်စေလာယာကိုရွှေ့ပြောင်းပြစ်ပါတယ်ကမ္ဘာစီးပွားပြက်ကဒုတိယကမ္ဘာစစ်ဒေါကွန်ပူပေါင်း စတင်မှာ၁၇ရက်နေ့2000ပြည့်နှစ်များအတွင်းအင်ချမ်မြေဈေးကွက်ပျက်စီးခြင်းမှာလက်တဆုပ်စာဒူးကြားဖြစ်စဉ်များအလွန်ကြီးမားတဲ့အခမ်းကဏ္ဍမှာပါဝင်နေပါတယ်။ဘာကြောင့်လဲဆိုတော့၎င်းတို့ဟာပတ်သက်ဆက်နွယ်မှုမရှိတဲ့အဖြစ်အပျက်များကိုနိုးထားလာစေရန်အချိန်အဟရှိလိုပါပဲ။လူဦးရေဘီလီယံ90ဟာ19ရာစုနဲ့20ရာစုအတွင်းမှာမွေးဖွားလာတာပါ။ဒါပေမဲ့တကယ်လို့များအောက်ဖို့ပြပါလူပုဂ္ဂိုလ်9ဦးဟာလုံးဝမရှိခဲ့ဘူးဘူးဆိုရင် ဒီနေ့ကမ္ဘာနဲ့ကမ္ဘာစီးပွားရေးဘလောက်ကွာခြားမလဲဆိုတာတွေးကြည့်ပါ Adolf Hitler Joseph Stalin Mosito Grant Philo Prinset Thomas Edison Bill Gates Martin Luther King အဲ့ဒါကအတိတ်ပဲအရှိဆုံးစည်ရင်လို့တော့မသိကြပါဘူးသို့တော့အဲ့ဒီလူခုနှစ်ယောက်ဟာ၎င်းတို့ရဲ့ခြေရာလက်ရာများကိုမထားခဲ့ပါကယနေ့ကမ္ဘာနဲ့ပတ်သက်တဲ့အရာအလုံးကြီးပါ နေကြမြင့်မှနီးပညာအထိ ထိုမှတစ်ဆင့်လူမှုစံနှုန်းများအထိပင်ကွဲပြားသွားမှာပါ။တခြားနည်းလမ်းနဲ့ပြောရမယ်ဆိုရင်လွန်ခဲ့တဲ့ရာစုနှစ်အတွင်းကမ္ဘာ့ရဲ့အဓိကလားယာနဲ့ပတ်သက်ပြီးလူဦးရေစုစုပေါင်းရဲ့၃ညတသမ၃ည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 ၄ရာခိုင်နှုန်းမှာတာဝန်ရှိပါတယ်။စီမံကိန်းများတည်ထွင်ဖန်တီးမှုများနဲ့အဖြစ်အပျက်များလည်းအထူးတူပါပဲ။ပြီးခဲ့တဲ့ရာစုနှစ်အတွင်းအောက်ပါပေါ်ပြပါအရာများမရှိပါကဘာဖြစ်နိုင်မလဲဆိုတာတွေးကြည့်ပါ 1929ခုနှစ်ကမ္ဘာစီးပွားပြတ်ကတ်ဒုတိယကမ္ဘာစစ်နျူကလ িয়ার ဘုံဖန်တီးခဲ့တဲ့ Macanton စီမံကိန်းကာကွယ်ဆေးများပြည်စည်းဝါဆေးများကမ္ဘာပထမဆုံးအင်တာနက်ကွန်ရက်ဖြစ်တဲ့ ARPANET စတင်ဘာ17ရက်နေ့ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်းစီမံကိန်းရဲ့အဖြစ်အပျက်ဘယ်နှခု20ရာစုတွင်ဖြစ်ပေါ်ခဲ့တယ်လဲဘီလီယံနဲ့ချီထရီလီယံနဲ့ချီဖြစ်နိုင်တာပဲဘယ်သူကတေချာသိနိုင်မလဲဒါပေမဲ့လည်း တခြားအရာများထက်ဆိုင်အထက်တွင် ဖော်ပြခဲ့တဲ့ရှစ်ခုကသာကဘာကြီးပြောင်းလဲသွားလောက်အောင် ပြင်းထန်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့တာပါအမိပိုင်းဖြစ်ရက်များကိုတန်ဖိုးမထားတာဟာ၎င်းတို့ပေါင်းစည်းပုံကိုရှော့တက်ရန်လဲကူနေလို့ပါဘယ်လိုလဲဆိုတာကိုစတင်ပါ17ရက်နေ့911အဖြစ်အပျက်နဲ့ရှင်းပြပါမယ်911ကြောင့်ဘ ഹു အစိုးရမှအတုံးတုံးများကိုဖျက်တောက်လိုက်ခြင်းကြောင့်အိမ်ချမ်းမီဈေးကွက်ပူစီပေါင်းအဖြစ်တို့ဥတီစေခဲ့ကနောက်ဆုံးမှာ ငွေကြေးပြက်ကတ်နဲ့ကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီနောက်မှာအလောအကံအခွင့်အလမ်းများရှားပါသွားပြီးလူဦးရေ10သန်းကျော်ဟာကောလိပ်ပညာရေးကိုဆက်လက်လေ့လာဖို့တွန်းအားဖြစ်စေခဲ့ပါတယ်ရင်းတွန်းအားဟာကျောင်းစရိတ်ချေးငွေအမေရိကန်ဒေါ်လာ1.6 trillion ကိုဖြစ်ပေါ်စေခဲ့ပြီး၎င်းထဲကမှ10.800ခန့်နှုန်းသောချေးငွေများအချိန်မီပြန်ဆက်နိုင်ရင်မရှိခဲ့ပါဘူး9/11တုန်းကလေရင်ပြန်ပြီးအဆွဲအကျန်းဖတ်သမား19ဦးစုဟာအဲ့ဒီចောင်းသားချင်းငွေတွေရဲ့ လက်ရှိအခြေအနေနဲ့ချိတ်ဆက်ပြီးအလိုလိုသိမြင်နေခဲ့တာတော့မဟုတ်ပါဘူး။သို့တော့အဲ့ဒီအမီးပိုင်းဖြစ်ရဟာကဘာကြီးကိုဘာဖြစ်ရမယ်ဆိုတာအတွက်မောင်းနေအားပါ။ကဘာစီပွားရေးမှာအမီးတိအခိုက်အတန့်တွေမဆိုးဖြစ်ပြနေတဲ့ဖြစ်ရအများစုကိုအတိတ်ကအဖြစ်အပျက်လက်တဆုပ်စာလောက်နဲ့ပြန်လဲချိတ်ဆက်ပြီးကြိုတင်ခံမှန်းမှုဆိုတာမဖြစ်နိုင်ပါဘူး။စီဘွားရဲ့တမားရဲ့အတုံးအများဆုံးဇက်ကွက်မှာအန်အောတင့်စရာအများရဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။အန်အောတင့်စရာများဖြစ်ပေါ်လာရခြင်းမှာ ကျွန်တော်တို့ပုံပေါ်ရမှာမာယွင်ခြင်းဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဉာဏ်ရင်ဉာဏ်သွေးနှိပ်ပါခြင်းစတာတွေကြောင့်တော့မဟုတ်ပါဘူးအဒေါဖေတလာရဲ့မိဘများကသူ့ကိုမမွေးမီကိုလာကန်ကညနေခင်းတစ်ခုမှာဒီကလေးကိုမွေးမယ်မမွေးဘူးဆိုတာကိုညင်းခုန်နေတဲ့ပုံစံနဲ့အတူတူပဲဖြစ်ပါတယ်ဂျောနက်စော့ကတာပိုလီယိုယောဂါကကွယ်ဆေးရှာဖွေမှုအပေါ်အရှုံးပေးခဲ့ပါကဘေးလ်ဂိတ်ဟာပိုလီယိုယောဂါနဲ့တည်ဆုံသွားနိုင်တာကြောင့်ဤပညာပိုင်းမှာလည်းခံမှန်းရခက်ခဲနိုင်ပါတယ် ကျောင်းသားချင်းဝင်နဲ့ပတ်သက်ပြီးကျွန်တော်တို့သာခံမှန်းနိုင်ခဲ့မယ်ဆိုရင်လေလေးစိတ်လုံးကြုံကြီးဟာ911တော့ကအကျန်းအကျန်းဖတ်သမားရဲ့ဓာတ်ကိုသာတိမ့်စေဖြစ်နိုင်ပါတယ်အားလုံးကဒါမျိုးတွေပါပဲအနာဂတ်ရင်းနှီးမြှုပ်နှံမှုမှာရရှိမဲ့အမျက်ငွေများကိုစဉ်းစားရမှာအဆုံးဆုံးအခြေအနေအဖြစ်ကမ္ဘာစီးပွားပြတ်ကန့်တဲ့ဒုတိယကမ္ဘာစစ်ကဲ့သို့သောအဖြစ်အပျက်များကိုလမ်းညွန်အဖြစ်ကျွန်တော်တို့အသုံးပြုတာပြဿနာပါသို့သောထိုကဲ့သို့သောစံချိန်တင်အဖြစ်အပျက်များဖြစ်ပျက်လာသောအခါတွင် ရှေ့ယူထုံတဲ့အစဉ်အလာဆိုတာမရှိတော့ပါဘူးအဆိုးဆုံးသောအကောင်းဆုံးသောအတိတ်ဖြစ်ရဲ့အကောင်းဆုံးသောအတိတ်ဖြစ်ရဲ့ဟာအဆိုးဆုံးသောအကောင်းဆုံးသောအနာဂတ်ဖြစ်ရဲ့နဲ့တူညီလိမ့်မယ်လို့ကျိုတေခန့်မှန်းသူကယူဆတဲ့အခါသမိုင်းကြောင်းနောက်ကိုတော့မလိုက်ပါဘူးသူတို့ဟာမကြုံစဘူးသမိုင်းအဖြစ်အပျက်များဟာအနာဂတ်နဲ့သက်ဆိုင်ရင်းမရှိဟုအမတ်မထင်ယူဆနေကြပါတယ်နေဆမ်တက်ဘလက်ဟာသူ့ရဲ့ full by randomness စာအုပ်ထဲက အခုလိုရေးသားထားပါတယ်ဖာရောနစ်အီဂျစ်ကာလတွင်ပညာတတ်များဟာဖာရောနစ်အီဂျစ်ကာလတွင်ပညာတတ်များဟာနိုင်မြေရဲ့မြေကြီးချိန်အမှတ်အတားကိုခြေရာခံပြီးအနာဂတ်အဆိုးရွားဆုံးအခြေအနေကိုခံမှန်းရတဲ့အသုံးပြုခဲ့ကြပါတယ်2011ခုနှစ်ဆူနာမီလှိုင်းလုံးကြီးရောက်ပျို့ကျပျို့ချမှုကြုံခဲ့ရတဲ့ဖူကူရှိမားနျူကလ িয়ার ဓာတ်ပေါင်းပုံတွေလည်းအလားတူတွေ့မြင်နိုင်ပါတယ်တမိုင်းဝင်အဆိုးဆုံးကလင်တန်ကိုခံနိုင်ရရှိအောင်တိဆောက်ခဲ့ပြီး ဆောက်လုပ်ရေးသမားတွေကအဲ့ဒီထက်ပိုဆိုးမယ်လို့မထင်ထားခဲ့ပါဘူးအတိတ်ကအဆိုးဆုံးအဖြစ်ပြဟာထုံတဲ့အစင်အလာမရှိဘူးဆိုတာအံ့ဩသင့်စရာလိုပဲမထင်ပါဘူးအဲ့ဒါကခွဲချမ်းစိတ်ဖြာလိလာခြင်းရဲ့အကြဆုံးမှုမဟုတ်ပါဘူးစိတ်ကူးကြည့်ခြင်းရဲ့အကြဆုံးခြင်းပါအနာဂတ်ကိုအတိတ်လိုမျိုးမမြင်နိုင်ဘူးဆိုတာကိုသဘောပေါက်ခြင်းဟာငွေကြီးနဲ့ဗန်ဒါဟိဆိုင်ရာခံမှန်းတဲ့အတိုင်းအဝိုင်းမှာတော့ရေပူရအဖြစ်တမှုထူးခြားတဲ့ကြွမ်းကျင်မှုတစ်ခုပါ 2019ခု2019ခုနှစ်တုန်းက2019 2019ခုနှစ်တုန်းကနယူးယောက်မြို့ရှိညစာစားပွဲကိုကျွန်တော်တက်ရောက်ခဲ့စဉ်အခါကကျွန်တော်တို့ရဲ့ခံပန်းချက်များမှားယွင်းသွားတဲ့အခါယင်းဒီမြုပ်နှံသူများအားယင်းဒီမြုပ်နှံသူများမိတို့တုံ့ပြန်တင့်တယ်လဲဆိုတာကိုဒန်နီယယ်ဟာနမန်ကိုမေးမြန်းခဲ့ဘူးပါတယ်သူကအခုလိုပြောပြပါတယ်ကျွန်တော်တို့ဟာတစုံတစ်ခုကြောင့်အံ့ဩသင့်စရာကြုံရတဲ့အခါကျွန်တော်တို့အမားလုတ်ခဲ့မိတာကို ဝန်ခံရမယ်ဆိုရင်တော့မှကျွန်တော်တို့ကငါဒါမျိုးအမမယ်တော့မှထမ်းမလုပ်တော့ဘူးလို့ပြောကြတယ်ဗျ။ဒါပေမဲ့တကယ်ကခမရအမလုံမိတဲ့အခါမှာအဲ့ဒီကနေခမရတင်ယူတင်တာဗျ။ဘာကြောင့်လဲဆိုတော့တခုခုကိုခမရမမျော်လင့်ထားတာကြောင့်ကဘာကြီးကကြိုတင်မှန်းဆရခတ်တာဗျ။အဲ့ဒါဟာကဘာကြီးကဘာရဲ့အံ့ဩတင့်စရာတွေကနေတင်ကန်းစာယူကြမယ်အမှန်ကန်တဲ့တင်ကန်းစာပါ။အဲ့ဒါဟာကဘာရဲ့အံ့ဩတင့်စရာတွေကနေတင်ကန်းစာယူရမယ်အမှန်ကန်တဲ့တင်ကန်းစာပါ။ ကဘာကြီးဟာအံ့ဩစရာပဲမလို့အံ့ဩစရာတွေကနေမှန်ကန်တဲ့တင်ကန်းစာကိုတင်ယူရပါမယ်အတိတ်ကအံ့ဩတင်စရာတွေကိုအနာဂတ်နေမြေတွေစီခြေဆန့်မှုလမ်းညွန်အဖြစ်အသုံးပြုတင်တာတော့မဟုတ်ပါဘူးကျွန်တော်တို့ဟာနောက်ဘာဖြစ်လာနိုင်တယ်ဆိုတာကိုကျွန်တော်တို့မသိကြောင်းဝန်ခံပြီးအတိတ်ကအံ့အားတင်မှုများကိုအသုံးပြုတင်တာပါအနာဂတ်ဤအရေးကြီးဆုံးသောစီးပွားရေးဖြစ်ရများဆိုတာလားရကိုပြောင်းလဲစေတဲ့အရာများဖြစ်ပြီးကျွန်တော်တို့ကို အတိတ်တမိုင်းမှာလမ်းညွှန်မှုအနည်းငယ်မျှသာပေးစွမ်းနိုင်သောအရာများလည်းဖြစ်ပါတယ်။၎င်းတို့ဟာမကြုံစဘူးဖြစ်ရမှာဖြစ်လာပါလိမ့်မယ်။၎င်းတို့ရဲ့မကြုံစဘူးသောတဘာဝက၎င်းတို့အပေါ်တက်ရောက်မှုရှိစေတဲ့အစိတ်အပိုင်းတစ်ခုအတွက်ကျွန်တော်တို့ကကြိုတင်ပြင်ဆင်ထားမိမှာမဟုတ်ပါဘူး။စီးပွားပြက်ကက်နဲ့စစ်ပွဲများကဲ့သို့သောကြောက်စရာကောင်းတဲ့အဖြစ်အပျက်ဖြစ်စေတီထွင်ဖန်ဒီမှုကဲ့သို့သောကောင်းမွန်တဲ့အဖြစ်အပျက်စစ်ဖြစ်စေအဖြစ်အပျက်ဖြစ်စေအဲ့ဒီနှစ်ခုစလုံးအတွက်မှန်ကန်ပါတယ်။ ဒီခံမှန်းချက်ကိုကျွန်တော်ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့အန်အောတင့်စရာများကလားရကို အများဆုံးပြောင်းလဲနိုင်ခြင်းဟာအတိတ်သမိုင်းရဲ့အချိန်တိုင်းနှီးပါးမှာတိကျတဲ့ဂျိုတင်ခံမှန်းချက်တစ်ခုဖြစ်နေလို့ပါ။နေ့အတိတ်သမိုင်းဟာအနာဂတ်ရဲ့စီးပွားရေးနဲ့ stock ဈေးကွက်တွေကိုဂျင်းထဲမဲ့လမ်းကြုံတရားတစ်ခုဖြစ်နိုင်ပါတယ်။အဘဲကြောင့်ဆိုတော့ယနေ့ကဘာနဲ့နေသားကြနိုင်တဲ့ဖွဲ့စည်းပုံစံရအပြောင်းအလဲများကိုထည့်သွင်းစဉ်းစားထားခြင်းမရှိလို့ပါ။ ကိစ္စအကြီးကြီးတချို့ကိုစဉ်းစားသုံးသပ်ကြည့်ပါ 401k ဟာအသက်24 42အသက်42နှစ်ရှိပါပြီ The Road IRA အငိမ့်စားယူသူတဦးချင်းစီရဲ့အကောက်ဟာတတန်းပုံနှုတ်ပါတယ်၎င်းကို1990ပြည့်နှစ်ကမှစတင်ခဲ့တာပါထို့ကြောင့်ယနေ့ခေတ်အငိမ့်စားယူရန်အတွက် အမေရိကန်များမြေကဲ့သို့စုဆောင်းတည်နေပတ်သက်ပြီးပုတ်ကိုရေးဆိုင်ရာဘန်နာရေးအကြံပြုချက်နဲ့ ခွဲချမ်းစိတ်ဖြာမှုတွေဟာလုံခဲ့သောမျိုးဆက်များနဲ့ဓာတ်ရိုက်နှိုင်းရှင်လို့မရတော့ပါဘူးကျွန်တော်တို့မှာရွေးချယ်စရာအစ်စ်များရှိနေပါပြီပြောင်းလဲသွားပါပြီ venture capital ကိုကြည့်ကြည့်ပါလုံခဲ့သော25နှစ်ကံကမှသာရှိလာတာပါယနေ့ခေတ် venture capital တခုရဲ့ယင်းနှမြုံနံတဲ့ရန်ပုံငွေဟာရခင်မျိုးဆက်တုံးကလုပ်ငန်းတစ်ခုလုံးရဲ့တန်ဖိုးထက်ပင်ပိုမှုများပြားပါတယ် Nike ကိုတည်ထောင်သူ Phil Knight ကသူ့ရဲ့အမှတ်တရမှတ်တမ်းမှာသူ့ရဲ့စီးပွားရေးအစောပိုင်းကာလတွေအကြောင်းကိုအခုလိုရေးသားထားပါတယ်။ Venture Capital ဆိုတာမျိုးမရှိခဲ့ဘူးပါဘူး။စိတ်အားထက်သန်တဲ့လူငယ်စွန်ဦးတီထွေသူတဦးမှာငွေခဏလှည့်ရနေရာများအလွန်ရှားပါပြီ။ထိုနေရာများကိုတော့စွန်စားမှုကိုမနှစ်မျိုးတဲ့တကားဆောင်များကစိတ်ကူးစိတ်တန်းလုံးဝမရှိဘဲစောင့်ကြထားပါတယ်။တခြားစကားလုံးနဲ့ပြောရမယ်ဆိုရင်အဲ့ဒါဟာဗန်လုပ်ငန်းရှင်တွေပါပဲ။ အမှန်တကယ်ဆိုလို့ဒီမှာပြီးခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်ကိုနောက်ကြောင်းပြန်ကြည့်မယ်ဆိုရင် လုပ်ငန်းအတက်စတင်ခြင်းအတွက်ငွေကြေးထောက်ပံ့မှုနဲ့ပတ်သက်သောသမိုင်းအချက်အလက်အားလုံးဟာခင်မမီတော့ပါဘူးကျွန်တော်တို့သိရှိထားတဲ့ယင်းနှီးမြုပ်နှံမှုတန်တရာနဲ့စုံဦးတီတွေဈေးပွားရေးလုပ်ငန်းများရဲ့ကြရှုံးမှုနှုံးများနဲ့ပတ်သက်ပြီးလိလာရမှာသမိုင်းကြောင်းကိုအခြေခံပြီးနှက်နေစွာသင်ငန်းစာယူလို့ရမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ယနေ့ခေတ်ကုမ္ပဏီများကငွေကြေးထောက်ပံ့တဲ့နီးလန်းဟာ တမိုင်းဝင်စံနမူနာတစ်ဖြစ်နေလိုပါ အများနဲ့တက်ဆိုင်တဲ့ဈေးကွက်များကိုတစ်ချက်ကြည့်ကြည့်ပါ1986ခုနှစ်တိ S&P 500ဆိုတာဘန်ဒါရေးဆိုင်ရာစတော့မှာမရှိခဲ့ပါဘူးယနေ့ခေတ်မှာတော့16ရာခိုင်နှုန်းသောဘန်ဒါရေးဆိုင်ရာအကန့်ငယ်တော့မှာပါဝင်နေပါပြီဒီပညာဆိုင်ရာစတော့များဟာလွန်ခဲ့သောနှစ်ပေါင်း90လောက်ကရှိကိုမရှိခဲ့တာပါယနေ့ကမှာတော့၎င်းတို့ဟာနံပါတ်9နေရာမြောက်အညွန့်ကဲအထက်ပင်ရှိနေပါပြီ ။စရင်ကိုင်နီးစနစ်များကလည်းအချိန်နဲ့အမျှပြောင်းလဲသွားခဲ့ပါရယ်။ထို့ကြောင့်ငွေစရင်ဖော်ထုတ်ခြင်းစရင်စစ်ခြင်းနဲ့ဈေးကွက်ငွေဖြစ်လွယ်မှုပမာဏများဆိုတာတွေရှိလာပါပြီ။ပြောင်းလဲသွားပါပြီ။ပြီးခဲ့တဲ့နှစ်ပေါင်း150အတွင်းအမေရိကန်နိုင်ငံစီးပွားရေးကြဆင်းမှုကြားကာလများသည်တည်တည်တာတာပြောင်းလဲသွားပါရယ်။စီးပွားပြက်ကက်များကြားကာလပြင်းပြကြင်ဟာပြင်းပြကြခြင်းဟာ1080 1800ဘီနှစ်နောက်ပိုင်းမှာ နှစ်နှစ်ခန့်20ရာစုအစောပိုင်းတွင်9နှစ်ခန့်ပြီးခဲ့သောရာစုတဝက်မှာ10နှစ်ခန့်အထိဒိုးတက်လာခဲ့ပါတယ်ဒီစာအုပ်ကိုရေးနေချိန်မှာပဲကျွန်တော်တို့ဟာစီးပွားရေးကြဆင်းမှုနဲ့ကြုံတွေ့ရလူနေပါဖြစ်နေပါပြီနောက်ဆုံးစီးပွားပြက်ကက်ဖြစ်ခဲ့တဲ့ဒီဇင်ဘာ2009ခုနှစ်ကနေစတော့မယ်ဆိုရင်15နှစ်နေပါရှိပါပြီအဲ့ဒါအမေရိကန်ပြည်တွင်းစစ်အပြီးမှာအချိန်အကြာဆုံးသောစီးပွားပြက်ကက်ကာလဖြစ်ပါတယ် စီးပွားရေးကြဆင်းမှုကြုံတွေ့ရမှုအကျိန်းနေပါလာခြင်းအပေါ် theory အယူအဆများစွာရှိပါတယ်။တခုကတော့အစိုးရဟာစီးပွားရေးလေပတ်မှုကိုကောင်းမွန်စွာစီမံခန့်ခွဲလာနိုင်လို့ဒါမှမဟုတ်အချိန်ကြာအောင်ထိန်းသိမ်းထားနိုင်တာကြောင့်လို့ထင်မြင်ကြပါတယ်။နောက်တစ်ချက်မှာအကြီးစားဆက်မှုလုပ်ငန်းတွေဟာလုံခဲ့သောနှစ်ပေါင်း90အတွင်းကြီးစိုးခဲ့တဲ့ဝန်ဆောင်မှုလုပ်ငန်းများထက်ထုတ်လုပ်မှုကိုအလုံးအရင်နဲ့လွန်ကဲစွာအရှိန်အဟုန်မြင့်လာကြခြင်းကြောင့်ပါ အစိုးဘက်ကကြည့်မြင်မယ်ဆိုရင်ယခုဆိုရင်စီးပွားရေးကြဆင်းခြင်းဖြစ်ပွားမှုနှုန်းနည်းပါးလာတော့လေဖြစ်ပေါ်လာလေလေ၎င်းတို့ဟာရခင်ထက်ပင်ပုံမှန်အားကောင်းပြင်းထန်ပါလေဘယ်အရာကပြောင်းလဲမှုကိုဖြစ်ပေါ်စေတယ်ဆိုတဲ့အပေါ်ကျွန်တော်တို့ဆွေးနွေးညင်းကုန်နေတာဟာတိတ်တော့အရေးမကြီးလာပါဘူးဘယ်အရာကလုံးဝကိုရှင်းရှင်းလင်းလင်းကြီးပြောင်းလဲသွားတယ်ဆိုတာကသာအရေးကြီးတာပါအဲ့ဒီသမိုင်းဝင်ပြောင်းလဲမှုများဟာယင်းဒီမြုပ်နယ်မှုဆုံးဖြတ်ချက်များအပေါ်မြည်ခဲ့တော့ အကျိုးတက်ရောက်တင့်တာကိုရှင်းပြရင်အလုံကလူတတော်များများကယုံကြည်လက်ခံထားတဲ့အတော်ဆုံးယင်းနီးမြုပ်နှံမှုတစ်ယောက်ဖြစ်တဲ့ယင်းနီးမြုပ်နှံသူတစ်ယောက်ရဲ့လုပ်ပုံကံပုံနဲ့ရှင်းပြပေးပါမယ်။သူကတော့ Benjamin Graham ပါပဲ။ Benjamin Graham ရေးသားခဲ့တဲ့ The Intelligent Investor ဆိုတဲ့စာအုပ်ဟာ theory အယူအဆထက်ကိုပို့ပါတယ်။အဲ့ဒီစာအုပ်ဟာထပ်မြတ်သောယင်းနီးမြုပ်နှံမှုဆုံးဖြတ်ချက်များချမှတ်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများအသုံးပြုနိုင်တဲ့ဖော်မြူလာများကဲ့သို့လက်တွေ့ကျတဲ့လမ်းညွှန်ချက်များကိုဖော်ပြထားပါတယ်။ဘဲဂျမင်းဂရေဟန်ရဲ့စာအုပ်ကိုကျွန်တော်စဲကျော်တက်အရွယ်ကဖတ်ခဲ့ဘူးပြီးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ကောင်ကိုကျွန်တော်ပထမဦးဆုံးလေ့လာဘူးတာပါ။စာအုပ်ထဲမှာပါတဲ့ဖော်မြူလာများဟာကျွန်တော်တို့ကိုကျွန်တော်ကိုအတော်လေးစွဲဆောင်ပါတယ်။အဘဲကြောင့်ဆိုတော့၎င်းတို့ဟာကြွယ်ဝချမ်းသာရဲ့အစစ်စစ်လမ်းညွှန်ချက်များဖြစ်နေလို့ပါပဲ။ညွှန်ကြားချက်များကိုသာလိုက်နာရုံမှာအရန်လွယ်ကူတယ်လို့ထင်ပါတယ်။ ါပေမဲ့တချို့အရာကိုရှင်းရှင်းလင်းလင်းသိလာတဲ့အခါမှာအဲ့ဒီ formula အချို့ကိုသင်အသုံးပြုကြည့်ပါတချို့တော့ formula များဟာတကယ်ကိုအလုပ်ဖြစ်ပါတယ် Benjamin Graham ကမိမိတို့ရဲ့အသက်တင်ပိုင်ဆိုင်မှုတန်ဖိုးများထက်နည်းသော store share များကိုအယောင်အဝယ်ပြုလုပ်တာကိုထောက်ခံအားပေးပါတယ်အခြေခံအပြင်ဘန်တဲ့ကပတ်စံတဲကနေအကျွေးအားလုံးကိုနှုတ်လို့ရတဲ့ပမာဏကိုဆိုးလို့တာပါဒါပေမဲ့လည်းစတော့အနေငယ်ကသာဈေးပေါ်ပေါ်နဲ့အယောင်ွယ်လောက်ကြတာပါ ဈေးဘောရစ်စတော့ဟာစည်ရင်းနေဖို့ဖြစ်လာတာလို့ပြောလို့လည်းရပါတယ်။ဘန်ဂျမင်ဂရေဟန်ရဲ့စံသတ်မှတ်ချက်များထဲမှာတစ်ခုကတော့ငွေစုစာအုပ်တွေကတန်ဖိုး1.5ဇာထက်ပိုသောစတော့ရှယ်ယာများရောင်းဝယ်ခြင်းကိုရှောင်ကြဉ်ရန်ရှေ့ယူဆွေးရင်းနှီးမြှုပ်နှံသူများကိုညွှန်ကြားထားပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်းအစီအမင်းကိုတင်လိုက်နာခဲ့ပါကတင့်မှာအာမခံနဲ့ဘန်စတော့များက လွဲလို့မိသည့်အရာကိုမှ ပိုင်ဆိုင်လိမ့်မှာမဟုတ်ပါဘူး။โอเคတယ်ဆိုတာကဘာပေါ်မှာမရှိပါဘူး။ ရဲ့ညံသွေးကောင်းမွန်တဲ့ယင်းနှီးမြုပ်နှံသူဆိုတာအကောင်းဆုံးယင်းနှီးမြုပ်နှံမှုဆိုင်ရာစာအုပ်ပါပဲ။ဒါပေမဲ့ Benjamin Graham ရဲ့ဖော်ထုတ်ခဲ့တဲ့ formula တွေကိုတေးသေးချာချာအကောင့်ထဲပေါ်ခဲ့တဲ့ယင်းနှီးမြုပ်နှံသူတဦးတလီထဲမှာကျွန်တော်မသိပါဘူး။အဲ့ဒီစာအုပ်ကအရင်ပညာရပါတယ်။တခြားထုတ်ဝေမှုတဲ့ယင်းနှီးမြုပ်နှံမှုဆိုင်ရာစာအုပ်များထပ်ပင်ပိုပညာရတယ်လို့တောင်ပြောလို့ရပါသေးတယ်။ဒါပေမဲ့ဘလို့လမ်းညွန်တာလဲမင်းကိုထုတ်เสียရအကောင်းဆုံးမှာဘာဖြစ်တာလဲ။ ဘင်ဂျမင်ဂရေဟန်ကအလုံးမဖြစ်တာကိုပဲအကြံပေးတက်ပြီးလူတွေကသူ့ကိုအာယုံဆိုင်အထင်ကြီးအောင်လောက်တက်တဲ့သူလားအဲ့ဒီလိုလုံးဝမဟုတ်ပါဘူးသူကိုယ်တိုင်ကကြဲကြဲပြဲပြဲအောင်မြင်ခဲ့တဲ့ယင်းနှမြုံတဲ့သူတူပါဒါပေမဲ့သူကလက်တွေ့သမားပါပြီးရင်သူကစတော့ဈေးကွက်အပေါ်အများနဲ့မတူတဲ့စံချိန်မှာအမြင်ရှိသူပါတခြားသောယင်းနှမြုံတဲ့သူများဟာဒုံစားလို့မရတော့တဲ့အထိထင်ပေါ်ကျော်ကြားလာစေတဲ့ theory များအပေါ်ဖတ်တွေ့နေချိန်မှာ သူဟာ၎င်းတို့နဲ့ချိတ်ဆက်နေတဲ့ရင်းနှီးမြုပ်နှံမှုစိတ်ကူးများကိုအယံကိုဖတ်တွယ်မနေတက်တူပါဘင်ဂျမင်ဂရီဟန်ရဲ့စာအုပ်နဲ့ပတ်သက်ပြီးဂျေးဆင်စပိုက်ကအခုလိုမှတ်ချက် ရေးခဲ့ပါတယ်ဘင်ဂျမင်ဂရီဟန်ကဘယ်ဟာက အလုပ်ဖြစ်မယ်အလုပ်မဖြစ်ဘူးမနေ့ကဘာအလုပ်ဖြစ်တယ်ဒီနေ့ရောဘာအလုပ်ဖြစ်မယ်စတာတွေကိုစဉ်ဆက်မပြတ်စမ်းသပ်လေ့လာရင်းသူ့ရဲ့ကောက်ချက်ချမှုများကိုအထက်ထက်အခါခါစစ်ဆေးတတ်တဲ့သူပါ သူဟာတဲ့ intelligent investor စာအုပ်ကိုပြန်လဲတီးဖြတ်ထုတ်ဝေတဲ့အခါတိုင်းမှာရခင် formula အဟောင်းများကိုဖျုပ်ပြစ်ပြီး formula အစ်စ်များဖြင့်အစားထိုးလေးရှိပါတယ်ဒါတွေကအလုံးမဖြစ်တော့ဘူးဒါမှမဟုတ်အရင်ကလိုမျိုးအလုံးမဖြစ်တော့ဘူးအခုဒီ formula တွေကတော့ပိုကောင်းကောင်းအလုံးဖြစ်တယ်လို့ကြီးညာပါတယ် Benjamin Graham ရဲ့ဘုံဝေဖန်ချက်တခုမှာ1980နှစ်ခုနှစ်ထုတ် formula များအလုံးဟာခေတ်နောက်ကျနေပြီဆိုတာပါပဲ ထိုဝေဖန်မှုအပေါ်မှန်ကန်တဲ့တုတ်ပြန်မှုကအခုလိုဆိုထားပါတယ်1934ခုနှစ်တုန်းကဖော်ပြခဲ့တဲ့လုံခြုံရေးဆိုင်ရာခွဲခြမ်းစိတ်ပြလေ့လာခြင်းမူရင်းဖော်မြူလာကို1946ခုနှစ်ထုတ်ဆောင်အောင်ပါပြန်လည်ပြင်ဆင်တယ်1954ခုနှစ်ထုတ်ဆောင်မှာ1949ခုနှစ်တုန်းက ဖော်မြူလာကိုထပ်ပြင်ဆင်တယ်1965ခုနှစ်ထုတ်ဆောင်မှာလည်းပဲ1954ခုနှစ်တုန်းကဖော်မြူလာကိုထပ်မံအစားထိုးပြင်ဆင်ပြန်တယ် 1956ခုနှစ်မှာ Benjamin Graham ကွယ်လွန်ခဲ့ပါတယ်။သူဖော်ထုတ်ခဲ့တဲ့ formula ကို1934ခုနှစ်မှ1982ခုနှစ်အတွင်းမှာပဲ၅ချိန်တိုင်တိုင်ပြုပြင်မိုးမှန်ခဲ့တာပါ။ဒါဆိုရင်2023ခုနှစ်အတွက်ဘယ်လိုများဆက်နွယ်နေမလဲ2050ခုနှစ်အတွက်ဆိုရင်ရော Benjamin Graham မကွယ်လွန်မီ၄တင်ပါတယ်သူရဲ့နာမည်ကြီးလာတဲ့ stock များကို ခွဲချမ်းစိတ်ပြသုံးသက်ပုံအသိစိတ်ပြုဟာနဲ့ပတ်သက်ပြီးမေးမြန်းမှုအပေါ်အခုလိုပြောပြခဲ့ပါတယ်။ရေဘူးရအပြစ်ဆိုရင်များကျွန်တော်ကအလွန်တန်ဖိုးရှိတဲ့အခွင့်အလမ်းများကိုရှာပေးရန်အတွက်လုံခြုံရေးဆိုင်ရာခွဲချမ်းစိတ်ပြမှုအသိစိတ်နည်းစနစ်များကိုထောက်ခံလို့တဦးတော့မဟုတ်ပါဘူး။အဲ့ဒါကကျွန်တော်တို့ရဲ့အကြောင်းသုံးစာအုပ်ကိုပထမဆုံးထုတ်ဝေတဲ့လုံခဲ့တော့နှစ်ပေါင်း40ကျော်လောက်ကအကျိုးရှိသေးတော့လှုပ်ဆောင်ချက်တစ်ခုပါ။ဒါပေမဲ့အဲ့ဒီကလေးကအခြေအနေတွေကအများကြီးပြောင်းလဲသွားတယ်။ ဘာလီပြောင်းလဲသွားတယ်လဲဆိုရင် ပြိုင်ဆိုင်မှုပြင်းထန်လာပြီးအခွင့်အလန်းတွေကိုလူသိများလာမယ်။ဤပညာကတည်အချက်အလက်တွေကိုရယူအသုံးပြုပြီးလွဲကူလာစေတယ်။အလုံယုံတွေပြောင်းလဲလာသလိုစီးပွားရေးကဆက်ယုံအလုံယုံတွေကနေစီးပွားရေးလေပတ်မှုပုံစံနဲ့ရင်းနှီးငွေအသုံးချမှုပုံစံကွဲပြားတဲ့ဤပညာကဏ္ဍဘက်ကိုရွေ့သွားတယ်။ပြောင်းလဲသွားပြီဗျ။ယင်းဤမြုံနယ်မှုတမားရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်မှာတင်နောက်ကြောင်းပြန်လှည့်ကြည့်လေလေယင်းဤခင်းတဲ့ မစီလျော်တော့ဒီအကြောင်းအရာများကိုတွေးရှိဖို့အလားအလာ ပုံများလေလေဖြစ်နေမှာပါယင်းဒီမြုံနယ်သူများနဲ့စီးပွားရေးပညာရှင်များက၎င်းတို့ရဲ့ရှေ့ပြဟော်ကင်းများဟာဆယ်စုနှစ်ဒါမှမဟုတ်ရာစုနှစ်များစွာကအချက်အလက်များကိုအခြေခံထားခြင်းဖြစ်တယ်လို့ပြောလို့ရှိပါတယ်ဒါပေမဲ့စီးပွားရေးပြောင်းလဲတိုးတက်လာကြတဲ့ကလက်တလောသမိုင်းကသာတခါတလေမှအနာဂတ်အတွက်အကောင်းဆုံးစက်ညှိုးတစ်ခုပါဘာကြောင့်လဲဆိုတော့အနာဂတ်နဲ့ဆက်သွယ်တဲ့ ဆက်နွယ်တဲ့အရေးကြီးသောအခြေအနေများပါဝင်နိုင်ခြေပုံများလို့ပါရင်းနှီးမြှုပ်နှံရမှာအပြောင်အပြတ်ပြောလို့ရှိတဲ့စကားမှာဒီတကားတော့မတူတော့ဘူးလေဆိုတာပါပဲအတိတ်ကိုလုံးဝထင်ရှားခြင်းမရှိတဲ့အနာဂတ်အတွက်ကြိုတင်ဟောကိန်းထုတ်သူကိုအိုးဒီတကားတော့မတူတော့ဘူးလို့မင်းကထင်နေတာလားလို့ခြေဖပြောဆိုပြီးလှည့်ထွက်သွားလိုက်ပါဒီတကားတော့မတူတော့ဘူးလေဆိုတဲ့စကားဟာရင်းနှီးမြှုပ်နှံမှုမှာအနေရအရှိဆုံးပဲလို့ရင်းနှီးမြှုပ်နှံသူ John Templeton ကရှုမြင်ပါတယ်အချိန်အားလုံးရဲ့20ရာခိုင်နှလုံးလောက်ကကွဲပြားတယ်လို့ John Templeton ကထင်မြင်တာပါကဘာကြီးကပြောင်းလဲပါတယ်ဒေဇာပေါက်ပြောင်းလဲတာပေါ့အဲ့ဒီပြောင်းလဲမှုတွေက အချိန်တိုင်းအတွက်အရေးကြီးပါတယ် Michael Barnett ကအခုလိုပြောခဲ့ဘူးပါတယ်ယင်းဒီမြုပ်နှံမှုဆိုင်ရာမှာ အနေရအရှိဆုံးစကားက ဒီတကားတော့မတူတော့ဘူးလေဆိုတဲ့စကားလုံးဟာယင်းနှိမ့်မြုံနိုင်မှုမှာအနည်းငယ်အရှိဆုံးပဲလို့ပြောပါတာပြောတာပါပဲပတ်စံနဲ့ပတ်သက်ပြီးစဉ်းစားတဲ့အခါမှာအတိတ်သမိုင်းကိုလစ်လျူရှုတင်တယ်လို့မဆိုလိုပါဘူးဒါပေမဲ့အရေးကြီးတဲ့ क्वे လွယ်ချက်တစ်ခုရှိပါတယ်အတိတ်သမိုင်းကို နောက်ကျောင်းပြန်ကြည့်တာများလေလေဖြစ်တဲ့နဲ့ရေဘူးရဆန်တဲ့အကြောင်းအရာတွေနဲ့ဝေးကွာလေးလေးပါ လူတွေကစိတ်ဖိစီးမှုတွေနဲ့ကြုံရတဲ့အခါလောဘနဲ့ကြောက်ရွံ့ခြင်းအပေါ်ဘယ်လိုပြုမှုတွေ လူတွေကစိတ်ဖိစီးမှုနဲ့ကြုံရတဲ့အခါလောဘနဲ့ကြောက်ရွံ့ခြင်းအပေါ်ဘလို့ပြုမှုတယ်ဒီငြိမ်နေတဲ့အချိန်ပုံမှန်အကျိုးအများရတာအကျိုးအများရတဲ့အခါဘလို့တုတ်ပြန်တဲ့စတဲ့အကြောင်းအရာတွေပါပဲငိုရဲ့အတိတ်တမိုင်းဟာအဲ့ဒီအရာများအတွက်အသုံးဝင်ပါတယ်သို့တော့တိကျသောလမ်းကြောင်းများအယောင်အဝယ်များကဏ္ဍများဈေးကွက်များနဲ့ပတ်သက်တဲ့အကြောင်းအရင်းငယ်ဆက်ဆက်မှုများမိမိရဲ့ငွေနဲ့ဘာလုပ်တဲ့နေဆိုတဲ့အမြဲတမ်းစင်ကဲဖြစ်စဉ်ရဲ့ဥပမာတစ်ခုစတာတွေပါ ဓမိုင်းပညာရှင်တွေဆိုတာရှေ့ပြဟောဆရာတွေမဟုတ်ပါဘူးဒါဆိုရင် အနာဂတ်အတွက်ဘယ်လိုစဉ်းစားသင့်လဲစီမံသင့်လဲဆိုတာမေးစရာ ဖြစ်လာပါပြီနောက်ထပ်အခန်းမှာဆက်ဖတ်ကြည့်ပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ The Psychology of Money ငွေရှာနည်းစိတ်ပညာအပိုင်း၈ဒီပါတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sunipo channel လေးကို subscribe လုပ်ပြီးတော့ notification လေးနှိပ်ထားပေးဖို့မြတ်တာရက်ခံပါတယ်သဘောကျနှစ်သက်တယ်ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါရခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးအသွေးနဲ့ကကြီးသုံးပါရံမှာအမြန်ဆုံးကင်းဝေးပြီးတော့ငြိမ်းချမ်းတဲ့ဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ